ုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီသမလား9ရက်နေမှာထွက်ရှိလာတဲ့သတင်းစာ channel တွေကသတင်းချို့ကိုထုံးထုတ်ဖတ်ကြားပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်အောင်ထုံးမြင့်နဲ့တူကျွန်မသူသူအောင်တို့ကတင်ဆက်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မသူသူအောင်ဟေ့ဒီနေ့ထွက်လာတဲ့ channel တွေသတင်းစာတွေတွေကမျက်နှာဖုံးသတင်းလေးအရင်ဖတ်ပြပေးပါအောင်ဗျဟုတ်ကဲ့ရှင်ကျွန်မရွေးချယ်ထားတဲ့မျက်နှာဖုံးသတင်းတွေမှာဆိုရင်ပြည်မြန်မာမှာပါတယ်ကိုရွှေနေသေးအောင်နဲ့တွေ့ပြီး15ရက်အကြာတွင်အငိမ့်စားဖူချုံမူကြီးတန်းရွှေနဲ့ဒေါအောင်ဆန်းစုကြည်တို့တီးတန့်တွေ့ဆုံမည်ဟု သူရဦးရှိမန်းကညှိနှိုင်းပေးခဲ့ကြောင်းသိရဆိုတဲ့သတင်းလေးရယ်7 day မှာပါတယ်အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပါဝင်ကြိုးပမ်းကြရန်တက်ချုပ်ပြောကြားဆိုတဲ့သတင်းလေးရယ်ဒီမိုကရေစီ Today မှာပါတယ်နေပြည်တော်၌ပထမဆုံးသော နိုင်ငံသားတန်ယုံအဖြစ်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံယာယီခွဲယုံဖွင့်လှစ်ဆိုတဲ့သတင်းလေးရယ်ဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့ပါဒါကတော့ဒီနေ့ထွက်လာတဲ့ဂျာရီသတင်းစာရေးတဲ့အမြင်ဖုံးသတင်းတွေပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်ဖတ်ပြမှာကတော့အိဒါအော်ဘော်စီစဉ်ဖြစ်ပါတယ်ဒီအိဒါအော်ဘော်တော့ Daily Level ကအိဒါအော်ဘော်ဒီနေ့ဖတ်ပြဖို့ရွေးချယ်ထားပါတယ်ခင်ဗျာ လက်တွေ့အဝင်ကွန်ရဖြစ်မှုနှင့်ထိရောက်မှုရှိသောဥပဒေများဖြစ်ပေါ်ရေးဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်ဗျ။မြစ်တီတည်တဲ့ဥပဒေမဆိုတဲ့ပြည်သူလူထုနဲ့လက်တွေ့အဝင်ကွန်ရဖြစ်မှုခေတ်ကာလနဲ့လက်ရောညီထွေမှုတို့နဲ့အပြင်းနဲ့နိုင်ငံသားမြသူမဆိုမှန်ကန်ညတသည့်ဥပဒေကိုလေးစားလိုက်နာရမည်ဖြစ်သည်တဲ့။ပြည်သူ့လွတ်တော်ပြည်သူ့ရေးရနဲ့စီမံခန့်ခွဲမှုကော်မတီကအစီရင်ခံစာတရက်ကိုတဲ့လွတ်တော်ကိုတင်သွင်းခဲ့ပါတယ်တဲ့အဲ့ဒီအစီရင်ခံစာမှာတဲ့ပြည်ထရေးဝန်ကြီးဌာနလိုဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားအုပ်စုဌာနတို့နဲ့ပြည်သူ့ ပြည်သူလူထုနဲ့လက်တွေ့ဘဝအဝင်ကွန်ရမဖြစ်သေးသည့်ဥရင်များရှိနေကြောင်းမြန်မာနိုင်ငံရှိကျူးကျော်သည့်တကောင်စင်းများမတ်ပုံနေများမရှိဘဲအကြောင်းမျိုးမျိုးနဲ့ပျောက်ဆုံးနေသူများ၎င်းတို့၏မတ်ပုံနေတကောင်စင်းများရရှိရန်ဥပဒေတွင်လိုအပ်ချက်များရှိနေကြောင်းဥပမာပြု၍အဆိုပါဥပဒေကိုမဖြစ်မနေပြင်ဆင်ရလိုအပ်ကြောင်းကိုလည်းထည့်သွင်းဖော်ပြထားပါတယ်တဲ့ထို့ပြင်တဲ့ဥရင်များကိုခင်းတဲ့လျော်ညီအောင်ပြင်ဆင်ခြင်းအသေးရေးဆွဲခြင်းရုပ်သိမ်းခြင်းများကိုဆောင်ရွက်ရတယ်နဲ့သက်ဆိုင်ရာလွှတ်တော်ကော်မတီများဥပဒေနဲ့သက်ဆိုင်သည့်ဝန်ကြီးဌာနများရှိတာဝန်ရှိသူများ ပြည်ရင်းပြည်ပအသင်းအဖွဲ့များဥပဒေနှင့်သက်ဆိုင်သောလူပုဂ္ဂိုလ်အဖွဲ့အစည်းများမှစူပေါင်းဆွေးနွေးပြီးတော့အတည်ပြုသောဥပဒေသားလျင်နဲ့ရေရှည်တည်ထောင်သောဥပဒေအဖြစ်ရပ်တည်မည်ဖြစ်ကြောင်းကိုလည်းတုံ့တက်အကြံပြုခဲ့ပါတယ်တဲ့။ယခုလက်ရှိအစိုးရလက်ထက်မနစ်တာကာလအတွင်းလုံသမားလေသမားကြောင်းသားနိုင်ငံရေးတက်ကြလှူရှားသူတွေမီဒီယာသမားအချို့စသဖြင့်သက်ဆိုင်ရာဥပဒေအလိုက်တရားစွဲဆိုခံရခြင်းအရေးယူခံရခြင်းများရှိလာသည်တဲ့။သို့တော့အချို့သောတရားစွဲဆိုမှုများသက်ဆိုင်ရာဥပဒေများနဲ့အရေးယူရန်လှုံ့ဆော်ရတွင်နဲ့ဝိဝါဒကွဲပြားမှုမေးခွန်းထုတ်စရာများရှိခဲ့သည်တဲ့။ ထို့သောလုံဆောင်ရာတွင်အသုံးပြုခဲ့သောဥပဒေအချို့သည်လည်းအဆိုပါဥပဒေများအားကင်တွယ်စီရင်သည့်တရားစီရင်မှန်တိုင်းမှတရားသူကြီးအချို့၏လုံဆောင်မှုနှင့်ပတ်သက်၍လည်းဖွယ်ပန်းမှုများစွာရှိခဲ့သည်ဆိုပြီးတော့လည်းဒီမှာဖော်ပြထားပါတယ်ဗျ။ထို့ပြင်ပြည်မှုပြည်ထောင်လိုက်အရေးယူဆောင်ရွက်ရာမှာအပေါ်တရားမျှတမှုရှိမရှိလည်းမေးခွန်းထုတ်ခဲ့ကြသည်တဲ့။ယခုအဆိုပါလက်ထက်တွင်ပေါ်ပေါက်ခဲ့သည့်ရက်ဆက်စွာကျူးလွန်ခဲ့သောလူသတ်မှုလူသေးအလောင်းဖြောက်မှုလူမြင်ကွင်းနှင့်အသက်အန္တရာယ်လှုပ်ကြံရန်တိုက်ခိုက်မှုနေရင်အတွင်းဝင်ရောက်လူကြမ်းစီးမှုလူရဲမှုရင်မောင်းသူအားတတ်၍ရင်ကိုလူရဲထွက်ပြေးမှုအုပ်စုလိုက်လူရဲမှုစသည့် ဆိုရသည့်မူခင်းဖြစ်စဉ်အများပြပေါ်ထွက်ခဲ့ပါသည်တဲ့ဤကဲ့သို့သောဥပဒေမဲ့ကျူးလွန်မှုများသည့်နိုင်ငံရေးပုံမှန်တက်ကအရေးယူသောဖြစ်စဉ်များအားစုံစမ်းဖောက်ထုတ်ခြင်းအရေးယူကင်တွယ်ခြင်းနဲ့ပတ်သက်ပြီးနိုင်ရှင်ဝေဖန်ခဲ့ကြပါတယ်တဲ့။သို့ပါ၍တဲ့နိုင်ငံတကာနိုင်ငံ၏တရားဥပဒေစိုးမိုးရေးအတွက်ဥပဒေပြုရေးမှန်တိုင်းအုပ်ချုပ်ရေးမှန်တိုင်းတရားစီရင်ရေးမှန်တိုင်းသုံးခုစလုံးမှာတဲ့အဓိကသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအစစ်စစ်ပြည်သူလူထုပေါ်အလေးထားဆောင်ရွက်မှုမှာအရေးပါမည်ဖြစ်ပါသည်တဲ့။ထို့ပြင်ပြည်သူလူထုနှင့်နှီးဆက်၍ လက်ထက်အဝင်ကကြဖြစ်စေသည့်ဥပဒေများပေါ်ပေါက်၍တရားဥပဒေစိုးမိုးရေးနှင့်တရားစီရင်မှန်တမ်း၏မှန်ကန်မြတ်တာရှိတို့မှာတဲ့ပိုအရေးကြီးမိဖြစ်ကြောင်းကိုလည်း Daily 11သတင်းစာအနေပြီးအိတ်တာအပေါ်ဖြစ်နေဖော်ပြထားပါတယ်ခင်ဗျာဒါကတော့ဒီလက်ရှိတရားစီရင်ရေးနဲ့ပတ်သက်ပြီးတော့လေဒါအိတ်တာအပေါ်ကထောက်ပြရေးသားထားတဲ့သတင်းလေးပေါ့နော်ဟုတ်ကဲ့မတ်ဟိုတာရောတူတူအောင်ပါသတင်းလေးများထပ်ရွေးထားလိုက်မသိဘူးခင်ဗျာโอเคจม่ายืนถ่าတော့ဆန်တော်ချိန်มาပါတယ်ဗောနော်ဟိုပါဗောญาติอุรุเนี่ยပတ်သက်ပြီးတော့ဒါဖော်ပြထားတဲ့တင်းလေးပါပဲဟုတ်ကဲ့ပါ လေဖိအားနဲ့ရဲ့ဝန်ဆက်လက်တည်ရှိနေဆိုတဲ့သတင်းလေးပါပဲရှင့်ဒီဇင်ဘာလ၄ရက်တဲ့မြန်မာစံတော်ချိန်၁၂နာရီတိုင်းထားချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောအိန္ဒိယနိုင်ငံနဲ့တမီနာကန်တမီနာဒူကန်ကြီးတွင်ဖြစ်ပေါ်နေသောလေဗီယာနှင့်ရဝန်တီးတဲ့ဆက်လက်တည်ရှိနေကြောင်းမိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဌာနကထုတ်ပြန်ထားသည် ဒါကတော့ဟိုမိုးလေးဝသနဲ့လေးရနေဖြစ်သွားတဲ့မိုးလေးဝသအခြေအနေပေါ့ဟုတ်ကဲ့ပါဒါကလည်းမြန်မာနိုင်ငံတော်နေပြည်တော်တို့ဘာမှလည်းမိုးလေးတော်တော်ရွာလည်းရှိတယ်ရန်ကုန်မှာလည်းမိုးလေးဖိုးဝဲကြရပါလေရှိပါတယ်ခင်ဗျဟုတ်ကဲ့မန္တလေးမှာလည်းတနေ့အရောက်သွားသေးတယ်ဟုတ်ကဲ့ပါခင်ဗျဟုတ်โอเคကျွန်တော်ထပ်ဖတ်ပြမယ့်သတင်းလေးကတော့7 days မှာဖော်ပြထားတဲ့သတင်းလေးပါဗျဘဂဒါဥက္ကရာကျော်ကူကွာပုံမှန်၅ခုနဲ့တာယာရီတရားရုံးမှာထပ်မံဆွဲဆိုရဆိုတဲ့သတင်းလေးပါခင်ဗျာမြို့သားပညာရေးဥပဒေပြင်ဆင်ရတဲ့ဆန္ဒပြမှုနဲ့ဖမ်းဆီးခံရသောဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကအဖွဲ့ချုပ် ဘဂတာဥက္ကဋ္ဌကျော်ကူကူအားတဲ့ကမာရွတ်မြို့နယ်တရားရုံးကပုံမှန်၅ခုနဲ့တရားစွဲဆိုထားပြီးရင်းပုံများရင်းပုံမှများဖြင့်ဘင်းနဲ့တာဝတီတရားရုံးမှာလည်းထပ်မံတရားစွဲဆိုလိုက်ကြောင်းတင်ရရှိပါတယ်တဲ့ကိုကျော်ကူကူကိုတာဝတီအမှုတွေထပ်ထည့်လိုက်ပါတယ်တဲ့အခုတရားစွဲခံရတဲ့ပုံမှန်တွေနဲ့ပဲထပ်ထည့်လိုက်တာပါတဲ့သူ့ကိုထောင်ပြောင်းတာတော့မဟုတ်ဘူးတဲ့တာဝတီရုံးထုတ်ကြမှာအင်းစိန်ကနေခေါ်သွားမှာပါဟုတ်ရှင်းနေရောဘတ်ဆန်ကပြောပါတယ်တဲ့ တာရီမျိုးနယ်တရားရုံးမှာတဲ့ဒီဇမလ9ရက်နေ့မှာရုံးထုတ်မှာဖြစ်ပြီးတော့ကမာရွတ်မျိုးနယ်မှာတရားရုံးမှာတော့ဒီဇမလ17ရက်နေ့မှာရုံးထုတ်ဆွေးဆွေးသွားမှာဖြစ်ပါတယ်တဲ့။ចောင်းသားပြည်မှာတပိတ်စစ်ចောင်းနဲ့ပတ်သက်ခဲ့တော့ကိုကျော်ကိုကိုနန္နာစစ်အောင်ဂျင်းပူပူနဲ့ဝင်းရံသူဝင်းကျော်မှုတို့ကိုတဲ့ဒီဇမလ4ရက်နေ့မှာကမာရွတ်တရားရုံးမှာရုံးထုတ်ဆွေးဆွေးခဲ့ပါတယ်တဲ့။လက်ဗရန်ចောင်းသားတပိတ်စစ်ចောင်းနဲ့ပါဝင်ပြီးတော့ဆန္ဒပြမှုကြောင့်နဲ့ပြီးခဲ့တဲ့မတ်လကလေးကတရားခံအပြည့်ပြင်ကြော်ညာခံထားရတဲ့ ဘာသာကောင်းဆောင်ကျောက်ကိုကိုတဲ့ရန်ကုန်တိုင်းရက်တပ်ဖွဲ့ကနေအော်တိုဘားလ29ရက်နေ့မှာဖမ်းဆီးခဲ့ပြီးတော့ဒီဇမလ4ရက်နေ့မှာ၄ချိန်မြောက်ရုံထုတ်စစ်ဆေးခဲ့ပါတယ်ဆိုပြီးတော့ဒီ7 day မှာလည်းဖော်ပြထားပါတယ်ဗျာ။ဟုတ်ကဲ့ဘာသာအမျိုးသားပညာရေးနဲ့ပတ်သက်ပြီးတော့ဖမ်းဆီးခံကျောင်းသားတွေရဲ့အမှုတွေထပ်တိုးလာတဲ့အခြေအနေပေါ့ဗျာ။ဟုတ်ကဲ့ပါရှင်။ဟုတ်ကဲ့မတ်တူတူအောင်ဘာသတင်းလေးများထပ်ယူထားလိုက်ပြီဗျာ။အဲကျွန်မယူချက်ထားတဲ့သတင်းကတော့ Democracy Today မှာပါတဲ့သတင်းလေးပါပဲ။ဟုတ်ကဲ့ပါ။နေပြည်တော်၌ပထမဦးဆုံးနိုင်ငံသားတန်ယုံအဖြစ်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံယာယီဂျုံွယ်ဖွင့်လှစ်ဆိုတဲ့သတင်းလေးပါပဲရှင့် ဖွင့်ပွဲနိုင်တဲ့တရုတ်နိုင်ငံအစိုးရအထူးတန်တမန်နိုင်ငံသားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးမစ္စတာဟရိုဂျမ်မင်ကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံယာယီရုံးခွဲအားနေပြည်တော်၌ပထမအဦးဆုံးနိုင်ငံသားတန်ယုံရုံးခွဲအဖြစ်ဖွင့်လှစ်နိုင်ခဲ့ကြောင်းယခုကဲ့သို့တန်ယုံဖွင့်လှစ်နိုင်ခြင်းကြောင့်တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးရွှေမျိုးရွှေမျိုးပေါက်ဖော်ချစ်ကြည်ရေးတိုးမြင့်ခိုင်မာစေရန်နှင့်နှစ်နိုင်ငံနှစ်နိုင်ငံချစ်ကြည်ရေးဆက်ဆံရေးပုံမကောင်းမွန်စေရန်စုမုံကောင်တောင်းလိုက်ကြောင်းပြောကြားခဲ့ပါတယ်တဲ့ ထို့ပြင်မြန်မာနိုင်ငံဆိုင်ရာတရုတ်တမ်မကြီးမစ္စတာဟုန်လျံကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံနေပြည်တော်ယာယီရုံဖွင့်နှိခဲ့ခြင်းဖြင့်တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးပုံမကောင်းမွန်တိုးတက်စေရန်ဆောင်ရွက်သွားပြီဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်တဲ့။ပြည်တော်စုတမရမြန်မာနိုင်ငံတော်နိုင်ငံတော်တမရဦးသိန်းစိန်တီးတဲ့တရုတ်ပြည်သူတမရနိုင်ငံတော်အစိုးရ၏အထူးတန်တမန်နှင့်နိုင်ငံသားဝင်ကြီးဌာနဒုတိယဝန်ကြီးဦးဆောင်သည့် ကိုစလဲအဖွဲ့အားနနက်၁၇နာရီတွင်နေပြည်တော်ရှိနိုင်ငံတော်တမရအိမ်တော်ဧကမဆောင်၌လက်ခံတွေ့ဆုံခဲ့သည်တဲ့တွေ့ဆုံစဉ်နှစ်နိုင်ငံချစ်ချည်ရင်းနှီးမှုပုံမိုတိုးတက်ခိုင်မြဲစေရေးနှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကဏ္ဍဆောင်တွင်ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များဆွေးနွေးခဲ့ကြသည်တဲ့ထို့သို့လက်ခံတွေ့ဆုံရာတွင်နိုင်ငံတော်တမရနှင့်အတူပြည်တော်စုဝင်ကြီးဦးဝနမောင်လွင်ဦးစိုးသိဦးရထွန်းနှင့်တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြောင်းသိရသည်တဲ့ဒါကတော့နေပြည်တော်မှာပေါ့နော်ပထမဆုံးနိုင်ငံသား ဟိုတန်ရုံရုံးခွဲပြီးဟုတ်ကဲ့ဒါဒါရေကောက်ပွဲပြီးနောက်ပိုင်းမှာတော့ဒီနိုင်ငံတကာရဲ့ဆက်ဆံရေးကြောင်းလေးမှုအနေထားလေးတခုပေါ့ဟုတ်ကဲ့ပါအခုထပ်ဖတ်ပြမယ့်သတင်းကတော့ပြည်မမမဖော်ပြထားတဲ့သတင်းလေးပါကိုနေရွှေသေးအောင်နဲ့တွေ့ပြီး15ရက်ကြာမှာတဲ့အငိမ့်စားဗိုလ်ချုပ်မှုကြီးတန်းချွင်တဲ့ဒေါအောင်ဆန်းစုကြည်တို့တည်တံ့တွေ့ဆုံကလေးဆိုပြီးတော့သူကဥရှိမန်းကလည်းဒီပေါ်မှာညှိနှိုင်းပေးခဲ့ကြောင်းကိုလည်းပဲဒီသတင်းမှာဖော်ပြထားပါတယ်ခင်ဗျ။နိုင်ရပါတီခေါင်းဆောင်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ဒီအငိမ့်စားဗိုလ်ချုပ်မှုကြီးဤမြေဖြစ်သူကိုနေရွှေသေးအောင်နဲ့နိုဝင်ဘာလ19ရက်နေ့တွေ့ဆုံခဲ့ပြီးနောက်ဟုတ်တဲ့ 15ရက်အကြာမှာဒီဇင်ဘာလ4ရက်နေ့နေ့လယ်ပိုင်းမှာအငြင်းစားဗိုလ်ချုပ်မှုကြီးတန့်ရှင်နဲ့တီးဆန်းတွဲဆုံငယ်အကြောင်းကိုသတင်းရရှိတယ်ဆိုပြီးတော့ဒီသတင်းမှာဖော်ပြထားပါတယ်ဗျဒီလိုတဲ့နှုတ်တီးဆန်းတွဲဆုံမှုအတွေ့နဲ့လက်ရှိပြည်ထောင်စုလွှတ်တော်နိုင်ငံကဖြစ်တဲ့သူရဦးရှိမန်းကဂျောင်းဝင်တိုက်တွန်းခဲ့ခြင်းဖြစ်ပြီးဦးတန်းရွှေဤမြေဖြစ်သူနေရှူသေးအောင်နဲ့ဒေါအောင်ဆန်းစုစုရဲ့တွဲဆုံမှုကြီးနောက်ဆက်တွဲပြောသကားများကိုဆွေးနွေးကြဆွေးနွေးနိုင်ခြင်းဖြစ်ကြောင်းပြည်မမကစုံစမ်းသိရှိရပါသည်တဲ့သို့တော်လည်းအဆိုပါတွဲဆုံမှုကို NLD ပါတီထိပ်ပိုင်းခေါင်းဆောင် ဖြစ်သူဦးဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်အနည်းနဲ့အမြဲလိုရှိတတ်သော လွတ်တော်အမတ်ဦးဖြိုးစရာတော်တို့ကတော့အခြားသောစီဝများတယောက်နေသည့်အတွက်မသိရှိကြောင်းပြည်မှာကိုလီယန်နီညကနေပြီးတော့နည်းပြန်ပြောတယ်ဗောနော်ကျွန်တော်တို့ BBC ကိုနားထောင်ပြီးပါပြီတဲ့ကျွန်တော်မသိလိုက်ပါဘူးအဆိုပါတဲ့နေ့ပတ်သက်ပြီး BBC က၄ရက်၁၂လ2015ရပိုင်းညပိုင်းอ่ะဗောနော်ရေဒီယိုအစီအစဉ်မှာထုတ်လွှင့်သွားတဲ့ပုံမှာဦးဝင်းမြင့်ကမြန်မာပြည်မမာကိုပြောထားတယ်ဗောနော်စစ်ဘက်ဆိုင်ရာပြည်မမာကြီးတရင်ရင်းမြင့်ကအဆိုပါတနာကြီးကြော်တွေ့စီတမိုင်းဝင်တွေ့ဆုံမှုကိုတဲ့အတည်ပြုခဲ့ပြီး တမရကာကွယ်ရေးဦးစီးချုပ်ရုံးနိုင်တွဲဆုံခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။၎င်းတို့၏တွဲဆုံမှုအတွက်သူရဦးရှိမန်ကဂျာဝင်ညီနိုင်ပေးသူအဖြစ်ပါဝင်တွဲဆုံခဲ့ခြင်းဖြစ်ပါတယ်ဆိုပြီးတော့ဒီစတင်းမှာရေးထားပါတယ်ခင်ဗျာ။ဦးတန်းရွှေနဲ့တွဲဆုံရတဲ့သူရဦးရှိမန်ကဒေါ်အောင်ဆန်းစုကြည်ဟာမကြာခဏတိုက်တွန်းခဲ့ပူပြီးတော့ဒီဇင်ဘာလ၄ရက်နေ့မှာတွဲဆုံမှုအတွက်အကြိုဖြစ်သူရဦးဦးရှိမန်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုသဝင်းနေမှာတွဲဆုံခဲ့ပါတယ်တဲ့။ဦးတန်းရွှေနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့တွဲဆုံမှုစီးတဲ့မြည်သည့်အကြောင်းအရာများကိုဦးတီဆွေးနွေးသည်ကိုမြည်သည့်ဘက်ကမှထုတ်ပြန်ထားခြင်းမရှိသေးတော့လဲရခင် State ကဖြစ်ရများကိုမေးပြောပြစ်ကာနာဂတ်မြန်မာနိုင်ငံတော်ဒေါအောင်ဆန်းစုကြည်ကစနစ်တကျညင်ညင်သာသာဒီညင်ညင်နဲ့ဥဆောင်သွားရန်ဥတန်းရွှေဘက်ကတိုက်တွန်းဝယ်ရှိကြောင်းကိုလည်းပဲပြောထားတယ်ပေါ့နော်ဒီသတင်းကတော့ဟိုလောလောဆယ်တော့နှုတ်ဖက်လုံးကတော့အတီမပြူသေးပေမဲ့ဒီလိုသတင်းတွေတော့ထွက်လာတဲ့ဟာတွေပေါ့နော်ဒါတွေကလည်းဆက်ကျွန်တော်စောင့်ကြည့်ရမယ်သတင်းလေးဖြစ်ပါတယ်ဟုတ်ကဲ့မတ်တူတူအောင်ဗာသတင်းများထပ်ရွေးထားလဲမသိဘူးဗျဟုတ်ကဲ့ကျွန်မထပ်ပြီးရွေးထားတဲ့သတင်းတွေတော့ daily level မှာပါတဲ့သတင်းလေးပါပဲ ပြန်ကြားရေးဝင်ကြီးဌာနကတဲ့ The Daily 11နဲ့ Weekly 11တို့မှာ ထုတ်ဝေသူအပါအဝင်၅ဦးအားတဲ့ပုံမှန်900ဖြင့်နေပြီးတော့ပုပ္ပတိတိမျိုးနဲ့တရားရုံနဲ့တရားဆွဲဆိုထားသောအမှုကိုတရားရုံပြောင်းရှစ်စေပေးရန်အပိသက်လျှောက်လဲချက်ပေးဆိုတဲ့သတင်းလေးပါပဲပြန်ကြားရေးဝင်ကြီးဌာနကတဲ့ The Daily 11နဲ့ Weekly 11တို့မှာထုတ်ဝေသူအပါအဝင်၅ဦးကို ပုံမှန်900ဖြင့်နေပြီးတော့ပုပ္ပတိတိတရားရုံတွင်နဲ့တရားဆွဲဆိုထားသောအမှုဟာ တရားရုံးပြောင်းစစ်ဆေးပေးရန်ဒီဇင်ဘာလ3ရက်နေ့တွင်နဲ့ဒဂိဒခရိုင်တရားရုံးကိုအပိသက်လျှောက်လဲချက်ပေးခဲ့ကြောင်းသိရသည်တဲ့ဒါကတော့အခုပြန်ကြားရေးဝန်ကြီးဌာနကနေ The Daily 11နဲ့ Weekly 11ကိုတရားဆွဲဆိုတာနဲ့ပတ်သက်ပြီးတော့သူတို့တရားရုံးပြောင်းပေးဖို့ပေါ့နော်လျှောက်လဲချက်ပေးတာဒါကတော့ကျွန်တော်တို့မီဒီယာတွေကြုံတွေ့နေရတဲ့ဒီမှုခက်ခဲတွေထဲမှာဒါဒီမှုကလည်းလူတွေစိတ်ဝင်စားတဲ့မှုတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့အစီအစဉ်နောက်ဆုံးအဖြစ်နဲ့ပေါ့နော်ကျွန်တော်တို့ဒီစံတော်ချိန်မှာဖော်ပြထားတဲ့ကတ်တုန်လေးတစ်ခုနဲ့ကျွန်တော်ဆုံးသတ်ချင်ပါတယ် ဟုတ်ကဲ့ပါဒီကတ်တွန်းရေးဆွဲထားတာကတော့မောင်ပကြီးဆိုတဲ့ကတ်တွန်းရေးဆရာရေးဆွဲထားတာပါဗျတကယ်လိုချင်မှတကယ်ရမှာဆိုပြီးတော့တနေရာကနေပြောတယ်ပေါ့နော်အာလိုချင်ပါလေလိုချင်ပါလေဆိုပြီးတော့ဒီဒီအမျိုးသားအမျိုးသမီးတွေကပြောနေကြဒါပေမဲ့သူတို့အတွေ့အထိမှာတော့အာနာတဲ့စိန်ရွှေရတနာတဲ့တိုက်တာအိမ်ချိုင်မီတဲ့ဆိုပြီးအဲ့လိုတွေးနေတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်ကပြန်ပြောတာကငញ្ញမ်းရေးကိုပြောတာပါဗျဆိုပြီးတော့ပေါ့နော်ဒီကတ်တွန်းရေးဆရာကလက်ရှိငញ្ញမ်းရေးနဲ့ပတ်သက်တဲ့အနေအထားလေးကို ကတုံးတရုတ်ဖို့ရေးဆွဲထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒါကတော့ဒီနေ့ထွက်ရှိလာတဲ့သတင်းစာချန်နယ်ကသတင်းချို့ကိုထုံထုံဖတ်ကြားပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။ကြည့်ရှုအားပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။